လာဆောင်ဝင်နေနေမှာတရက်လောက်တော့ကိုကိုကိုကဘာပေါ်မှာအချမ်းသာဆုံးလူလို့ခန်းစားဖူးကြရမလားအဲ့ဒီခန်းစားချက်လေးနဲ့ပဲဒီကြောင်းရောက်ဆက်လိုက်ချင်ပါတယ်ဟုတ်တယ်မလားဘက်အကောင့်တက်ကိုပိုက်ဆံဝင်လာပြီဆိုတာ ਨੇ ကဲဒီညတော့ share ပဲဆိုပြီးစိတ်ကူးထဲမှာစားချင်တာတွေစားပြလိုက်တဲ့အဲ့ဒီခိုင်တန်းလေးပေါ့လက်တိုက်ဂျုံရတဲ့ပျော်စရာချင်းလေးတစ်ခုလို့ပါပဲအမေအဲ့ခန်းစားချက်ကတိမခံဘူးလေနေ့ရက်လောက်နေလာနဲ့ Google မှာအစည်းတက်တာတွေနေ့လယ်စားဆိုပြီးပြန်ရှာနေရရောအဲ့ဒါကိုပဲ လာစာရဲ့လက်စားမှုလို့ခေါ်လာပေါ့ဒါမဲ့လဲလာကုန်ခါနီးဘေးမဆောင်ရမချင်းတော့ကိုတွေကတထေးတွေလို့ပါပဲလေဆိုတော့လာစာရဲ့လက်စားမှုဆိုလားတကယ်တော့ဘာလဲအထိပ္ပယ်ဖွင့်ရရင်တော့လာစင်ပေါ်မှာရရနေလာစာက ကို့ဘဝကိုလုံခြုံမှုပေးတယ်လို့ထင်ရောက်ထင်မှားဖြစ်နေတာကိုပြောတာပါတကယ်တမ်းမှာတော့အဲ့လာစာကကို့ကိုသူတို့ပေါ်မှာမိခိုနေအောင်သူတို့ခိုင်းတာကိုပဲလုပ်နေအောင်ထိန်းထားတဲ့လက်ဆယ်မလုံးတစ်ခုလို့ဖြစ်နေတာပါ ဒီအချက်ကပဲကျွန်တော်တို့ကိုတက်တောင်းတက်တာလောင်အိမ်ဆရဲခေါင်းစဉ်စီကိုခေါ်တော့ပါတယ်။တင်းငိမ့်တယ်လို့ညာကတတ်မှတ်ချတဲ့အလို့တခုကကိုယ့်ရဲ့အိမ်မက်တဲ့အတွက် တကယ်တမ်းအန်ဒီရဲ့ရှိဆုံးနေရာတခုဘာကြောင့်ဖြစ်နေနိုင်တာလဲ။ဒီအကြောင်းလဲပတ်သက်ပြီးအရင်ထိမိတဲ့စကားတစ်ခွန်းရှိတယ်။တက်တောင်းတက်တာဖြစ်ခြင်းကကဘာပေါ်မှာအန်ဒီအကြီးဆုံးမူရစ်စေဝါပဲ။သူကကိုယ့်ကိုချက်ချင်းမတတ်ဘူး။ဒါပေမဲ့အရာအလုံးโอเคပါတယ်။ဆိုပြီးဖြည်းဖြည်းချင်းယုံကြည်လောင်လို့တာရဲ့နည်းနည်းလေးတော့ကြောက်စရာကောင်းတယ်နော်။ တနည်းပြောရရင်ဒါဟာယဉ်ချေးတိမ်မွေးတဲ့အချင်းချင်းချင်းတမျိုးပါပဲဒီစကားကကုလုံးနေတဲ့အလောက်ဟာလုံကြုံမှုပေးတဲ့အတိုင်မြုံတစ်ခုလားဒါမှမဟုတ်လှပတဲ့ရွှေလောင်အိမ်တစ်ခုလားဆိုတာကိုပြန်စဉ်းစားစေပါတယ်ဥမာပေးရရင်ကိုယ့်ရဲ့ career က VR မြန်မာတက်ပြီး PS ပေါ်မှာပြင်းနေရတယ်လို့ပဲချွေးတွေထွက်မောဟိုက်ပြီးရှေ့ကိုရွေးနေတယ်လို့တော့ခံစားရမှာပေါ့ဒါပေမဲ့မြင်နေရတဲ့မြင်ကွင်းကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးလीအ အားလုံးရဲ့နေ့စဉ်ဘဝနဲ့တူမတူကြည့်အောင်မနေ့9နာရီထားတယ်တနင်္လာကာလာပေါ်မှာအချင်းကုန်တယ်ဘသူမထိချမဖတ်တဲ့ slide တွေအသေးအံလောက်ရတယ် email တစ်ဆောင်နဲ့ပြီးတော့မဲ့ meeting တွေကိုတနေ့ကုန်တက်ရတယ်ညနေအင်ပြာရောက်တော့ကိုယ့်အတွက်ကိုယ်တော်အချင်းမပြေးနိုင်တော့လောက်ပင်ပန်းနေပြီပြီးတော့နောက်တနေ့မှဒီတန်တရားကြီးကိုပဲပြန်စတယ်အဲ့တော့တခြားစဉ်းစားကြည့်ရင်လားစာဆိုလားအလုံးချုံမို့မဟုတ်ပါဘူး ။ဒီတန်တရာထဲမှာဆက်ပြီးရှင်းတာနေထိုင်ဖို့အတွက်လားစင်ထိုးပေးထားတယ်။ခွင့်ပြုချက်တစ်ခုပဲဖြစ်ပါတယ်။ကောင်းပြီ။ဒီစနစ်ကြီးကဘလို့ဖြစ်လာတာလဲ။ဒါမတော်တဆဖြစ်လာတာတော့မဟုတ်ဘူး။ယာဇုနဲ့နဲ့ချီပြီးတေးသေးချာချာတီဆော့ထားတဲ့အစီစဉ်တစ်ခုရဲ့ရလပါ။အလုတ်ရဲ့တိုင်းမိုင်းကိုအကျဉ်းချုပ်ကြည့်အောင်။ဆမှုခင်မတိုင်းခင်ကလူတွေက စားဖို့အတွက်အလုတ်လုပ်ကြတယ်။ရိုးရှင်းတယ်၊ကြမ်းတမ်းတယ်ဒါပေမဲ့လွတ်လပ်တယ်။ စမုတ်တော်လန်ရင်ခေရောက်လာတော့စေယုံပိုင်ရှင်တွေကလူတွေကိုနေတိုင်းလှုပ်လာစေခြင်းနဲ့အဲ့ဒီမှာပဲလစာဆိုတာကိုတီထွင်လိုက်ကြတယ်။ဒါကလူတွေကိုချမ်းသာစေဖို့မဟုတ်ဘူးနော်။သူတို့ခိုင်းတဲ့ချိန်တိုင်းအစင်းစင်းရှိနေအောင်ဖန်တီးခဲ့တာ။နောက်ပိုင်းမှာခေတ်သစ်ပညာရေးစစ်တင်ကပါဝေဖန်ပိုင်းခြားတွေးခေါ်တက်ဖို့ချက်နာခံတက်ဖို့ကိုပို့ပြီးအသားပေးထင်ကြလာခဲ့တယ်။အဲ့ဒီခေတ်ကဟန်နီဖော့ရဲ့နာမည်ကြီးစင်ကားတခွန်းရှိပါတယ်။ငါကတွေးခေါ်ပညာရှင်နေနဲ့ပြည့်နေတဲ့နိုင်ငံကိုမလို့ခြင်းဘူး။ အလုတ်သမားတွေနဲ့ပြည့်နေတဲ့နိုင်ငံကိုပဲလိုချင်တယ်တဲ့။ဒါကဒီစနစ်တစ်ခုလုံးကိုလိုက်နာတတ်ဖို့အတွက်တိဆောက်ခဲ့တယ်ဆိုတာကိုအယံသိသားစေပါလေ။ ID အတွေ့အခေါ်ကဒီနေ့ kit အထိရှိနေတော့မယ်။ company တွေက ပေးတဲ့ free lunch တွေတရိပ်ဖို့ net pot တွေခင်မိတဲ့ယုံခန်းတွေကလက်ဆောင်တွေမဟုတ်ပါဘူးကိုယ့်ရဲ့တကယ့်အိမ်မတေးကိုမေ့ရပြီးဒီလောင်ရင်ထဲမှာပဲတာယာနေအောင်လွတ်ထားတဲ့အာယုံလွယ်စရာတွေပါပဲ ဒါကိုစဉ်းစားကြည့်ပါလားကလေးဘွားတို့ကလူကြီးတွေကကြီးလာရင်ဘာဖြစ်ချင်လဲလို့မေးကြတယ်အခုရွေးရောက်လာတော့ဘယ်မှာလှုပ်လှုပ်လဲလို့ပဲမေးကြတော့တယ်ဒီမေခွန်လေးလူခုရဲ့ကြွားချချက်ကပဲလူပြွေကြီးကတန်ဖိုးထားမှုတွေဟာယီမန်းချက်ကနေလာစာဘောကိုဘလို့ပြောင်းသွားလဲဆိုတာကိုသက်သေပြနေပါတယ်ကဲဒါဆိုရင်ဒီတန်တရာတွေကနေဘယ်လိုယုံထွက်ပြီးကိုဘွားကိုပြန်ရယူမလဲအခုကစပြီးတော့တီငေမို့ကိုပဲလိုက်ရှာနေတာကနေကိုရဲ့ဆွမ်းဆောင်ရည်ကိုတိဆောက်ချစ်စီကိုအတွေ့ခေါ်ဘယ်လိုပြောင်းရမလဲဆိုတာကြည်လိုက်ရအောင် ီအတွဲခွန်တစ်ခုကိုရှင်းကြည့်ရအောင်တည်ညင်မှုကိုလိုက်ရှာတယ်ဆိုတာကလဆာနောက်ပေးလိုက်တယ်အမဲခွင့်ပြုချက်တောင်းနေရတယ်ကြာရှောမာကိုတီမလော့ကြောက်တယ်နောက်ဆုံးတော့ကိုနေနေတဲ့လောင်ရင်းလေးကိုပဲမွားမနေတာနဲ့တူတူပဲဒါမှမဟုတ်ကိုရဲ့စွမ်းဆောင်ရည်ကိုတိဆောက်တဲ့အခါမှာတော့ကိုဘွားကိုထိန်းချုပ်နိုင်စွမ်းကိုရှာတယ်ရွေးချယ်ခွင့်ကြီးဖန်တီးတယ်လွတ်လပ်မှုအတွက်ကြာရှောမှုကိုထင်ကန်းစာယူတယ်ပြီးတော့ကိုရဲ့ရွေးချယ်စရာ options တွေကိုပဲအစီအမြင်တည်တယ် ဒီတန်တရားကြီးနေလွတ်မြောက်ဖွယ်လဲလက်တွေ့ကျတဲ့အစီအလေးခုရှိပါတယ်။နံပါတ်၁ပိတ်ဆံနောက်လိုက်တော့ရပ်ပြီးတံပိုးရှိတဲ့အရာတွေနောက်ကိုလိုက်ပါ။နံပါတ်၂ကိုယ့်ရဲ့လက်ရှိအလုပ်ကိုတင်ယူဆရာနေရာတစ်ခုအဖြစ်အသုံးချလီအဲ့ဒီထက်ပိုတော့လောင်းစူးစမ်းပါ။နံပါတ်၃ကိုယ်ပိုင်အရာတစ်ခုကိုစတင်ပါ။အဲ့ဒါကကြွန့်ကျင်မှုတစ်ခု၊စိုက်ဟုတ်စတစ်ခု၊ဒါမှမဟုတ်စစ်ကူတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးအရေးကြီးဆုံးကတော့နံပါတ်၄ကိုအိမ်မက်တော့တပတ်ကိုအချိန်နှဲငယ်လောက်တော့မဖြစ်ပနေရင်းနှီးမြွနံပါ။ ဒီနေရာမှာတတိထားရမှာကရီမန်းချက်ကမနှက်ဖြန်အလုပ်ထွက်ဖို့မဟုတ်ပါဘူး။တကယ့်ရီမန်းချက်ကကိုလုံးနေတဲ့အလို့ဟာကိုရဲ့ကန့်ကြမှာပဲလို့ယုံကြည်နေတာကိုရက်တန့်ဖို့ပဲဖြစ်ပါနဲ့။ဒီစကားလေးကိုအမြဲတတိရပါ။ကြာရှုံးခြင်းဆိုတာအောင်မြင်ခြင်းရဲ့ဆန့်ကျင်ပဲမဟုတ်ဘူး။ဒါဟာလွတ်လပ်မှုအတွက်ကိုပေးဆင်းရတဲ့ကျူချင်းခပဲဖြစ်တဲ့တဲ့။ဆိုတော့ကြာရှုံးမှုတန်းဟာလွတ်လပ်တဲ့ဘဝစီသွားတဲ့ခီးမှာတန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုပါပဲ။ဘာလို့လဲဆိုတော့ တကယ်တည်ငြိမ်မှုအစစ်အမှန်ဆိုတာဘယ်အချိန်ဆုံးရှုံးသွားနိုင်မှမသိတဲ့လာစားမဟုတ်ပါဘူးဘသူမှကိုယ့်စီကနေလူယူသွားလို့မရတဲ့ကိုယ့်ပိုင်အရေးချင်းနဲ့ရွေးချယ်ဝက်နေရှိနေတာပေါ့မှာတကယ်တည်ငြိမ်မှုလို့ခေါ်တာပါနောက်ဆုံးအနေနဲ့ကိုကိုကိုဖြာမီးကြည့်ဖို့မေကွန်တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်အခုရှင်တန်နေတဲ့ဘဝကထက်ခါတလဲလဲတန်တရားလဲနေတာလားဒါမှမဟုတ်ရည်ရချက်ရှိရှိနဲ့ရှေ့ဆက်နေတာလားလာစားဝင်နေနေမှာတရက်လောက်တော့ကိုကိုကိုကဘာ